တည်ငြိမ်မှုပုံမရောနေလာတဲ့လက်ရှိကမ္ဘာအခြေအနေဖြစ်ပါတယ်။လူသားများမိတင်းနေထိုင်ရာကမ္ဘာကြီးမှာစည်ရေးရ၎င်းနိုင်ငံရေးရ၎င်းအခြားသောသဘာဝပေဒုက္ခအန္တရာယ်များ မတော်တဆမှုများတည်င်းများပုံမကြားသိနေရပါတယ်။ရုရှားယူကရိန်းအရေးကိုငြိမ်းချမ်းရေးရရှိမည်ဟုယခင်က မျောလင့်ခဲ့ကြတော့လဲရုရှားနဲ့ယူကရိန်းဟာအပြန်အလှန်တိုက်ခိုက်မှုများတိုးမြင့်နေပြီးရုရှားဗိုလ်ချုပ်ကြီးတူကတတိယကမ္ဘာစစ် စတင်ပြီဟုကြေညာခဲ့တဲ့အချိန်၄ထိရောက်ရှိလာပါတယ်။အာရှတိုက်ရဲ့အနောက်ဖက်ဒေသကမ္ဘာအရှိအလယ်ပိုင်းဒေသမှာလည်းအစ္စရေးနိုင်ငံနဲ့အီရန်နိုင်ငံတို့ရဲ့အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားနေစေဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့အစိုးရအစင်ဆက်ဟာအမေရိကန်ပြည်ထောင်စုနဲ့အနောက်နိုင်ငံများရဲ့အရေးယူပိတ်ဆို့မှုများကြားကပဲယူရေနီယံတန့်စင်ရေးလုပ်ငန်းရပ်များဒုံးပြန်နီးပညာများရရှိအောင်ကြိုးပမ်းဆောင်ရွက်လာတဲ့အတွက်အစ္စရေးနိုင်ငံဟာတိုက်ခိုက်ခြင်းကိုလှုံ့ဆော်ခဲ့ရပါတယ်။အရှေ့လယ်ပိုင်းဒေသမှာအစ္စရေးနိုင်ငံရပ်တည်နိုင်ရေးအတွက် ဣသရေလနိုင်ငံကိုတိုက်ရိုက်တော်၎င်းတော်ဝိုက်တော်၎င်းချင်းချောက်အန်နီယယ်ပြူလာနိုင်တဲ့အရာအလုံးကိုဣသရေလနိုင်ငံကတိုက်ခိုက်ဖြိုခွင်းဖယ်ရှားမှာဖြစ်ပါတယ်။ဣသရေလနိုင်ငံအားထောက်ခံအားပေးတဲ့နောက်ွယ်မှာနိုင်ငံများရှိသလိုအီရန်နိုင်ငံအားထောက်ခံအားပေးလျက်ရှိတဲ့နောက်ွယ်ကနိုင်ငံများရှိတဲ့အတွက်ဣသရေလအီရန်အရေးခင်ကျယ်ပြန့်လာခြင်းမရှိအောင်ကမ္ဘာလူသားများအတွက် အခက်အခဲများမဖြစ်အောင်ခေါင်းဆောင်များအနေဖြင့်ဆွေနှွေးညှိနှိုင်းဖြည့်ရှင်းသင့်ပါတယ်။ American ပြည်တော်စု Los Angeles မြို့နယ်အခြားသောမြို့အနှဲငယ်မှာ ICE ခေါ် Immigration and Customs Enforcement အဖွဲ့နဲ့အခြားသောတရားမဝင်ဝင်ရောက်လာသူများဒေသခံပြည်သူများအကြားရုံရင်းဆံကန်းနဲ့အထီးကျုံများလည်းဖြစ်ပွားလျက်ရှိပြီးယခုအချိန်မှာတော့တဖြည်းဖြည်းချင်း တည်ငြိမ်စပြုလာပြီဖြစ်ကြောင်းသိရှိရပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ပြည်တွင်းရေးကိစ္စရပ်များမှာလည်းနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ Republican နဲ့ Democrat တို့ရဲ့အားပြိုင်မှုများပါဝင်လာခြင်းနိုင်ငံရေးစီးပွားရေးလူမှုရေးနဲ့ဘာသာရေးဆိုင်ရာပြောကားများပူကပ်လာခြင်းများကြောင့်သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်စနစ်တကျစီမံကင်တွယ်ဆောင်ရွက်လျက်ရှိပါတယ်။ အနိဋ္ဌာယုံတည်င်းတစ်ခုဖြစ်အိန္ဒိယနိုင်ငံမှာခီးသက်တင်လေရင်ကြီးဒစီပြတ်ကျမှုကြောင့်လူ250နေပါကွယ်လွန်အသက်ဆုံးရှုံးခဲ့ရပြန်ပါတယ်။ကကြီး၃ပါးအန္တရာယ်ဖြစ်တဲ့ယောဂန္ဓရာကတ်ဒုဗိခန္ဓရာကတ်တတ္တန္ဓရာကတ်စတဲ့ကကြီး၃ပါးအပြင်တဘာဝဘေးဒုက္ခအန္တရာယ်များပါရင်ဆိုင်ရလျက်ရှိတဲ့ကမ္ဘာတဝန်းအခြေအနေများမှာတည်ငြိမ်မှုများပြန်လည်ရရှိဖို့ ပြဿနာအခက်အခဲများသဘောထားကွဲပြားမှုများကိုငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ကမ္ဘာကောင်းဆောင်များနှင့် အခြားသောအဖွဲ့အစည်းများအားမြတ်ထရက်ခံတောင်းဆိုအပ်ပါれကမ္ဘာတဝန်းလက်ရှိပေါ်ပေါက်လျက်ရှိတဲ့မိုးလေဝသအခြေအနေများအခြားသောဇာတိရုဖောက်ပြန်မှုအခြေအနေများကြောင့်တဘာဝဘေးဒုက္ခအန္တရာယ်များရေပေးလေပေးနှင့်အခြားသော အန္တရာယ်များအတွက်လည်းလူသားများအနေဖြင့်အသည့်တရီဖြင့် ေထိုင်ကြရန်ကိုလည်းလိုအပ်တဲ့အဖွဲ့အစည်းများက လုံးစော်လေးရဲ့ရှိပါကြောင်းတင်ဆက်အပ်ပါတယ်။